ကြည်ကြည်တဲ့ချမ်းသာပြီးတော့မျိုးရိုးကောင်းတဲ့ဇနီးတော်လေးကိုအားလုံးနဲ့မေးဆက်ပေးလိုက်တဲ့ဇေယအားလုံးမေမိကလာပါဒေဆယ်လီဘေးနီယူဘေးကနေပြန်လေကကြိုဆိုလိုက်ပါရီ ပရိသတ်တွေကအသက်ကြီးလာပေမဲ့လည်းဇီယာကတော့မအိုတော့ဘူးလားလို့ထင်ရလာအောင်နှုတ်ပြနေတဲ့သူပါဇီယာကအသက်40ပတ်ဝန်းကျင်ရှိနေပြီဖြစ်ပြီးအချင်းက BCD သချင်းတွေမှာတရုတ်ဆောင်ခဲ့သူဖြစ်ပါတယ်အမြဲတမ်းနှုတ်ပြနေတဲ့ဇီယာကတော့မကြခင်မှာလက်ထက်တော်မှာဖြစ်ပြီးသူ့ရဲ့ဇနီးလောင်းလေးကိုပရိသတ်တွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဇီယာရဲ့ဇနီးလောင်းလေးက2006ခုနှစ်ကမှမွေးတဲ့မိကလေးဖြစ်တာကြောင့်အသက်19နှစ်ရွယ်သာရှိပါသေးတယ်ဇီယာနဲ့အသက်ထဝက်လောက်กว่าပေမဲ့လည်းဇီယာကနှုတ်ပြနေလို့အသက်ရမ်းกว่าတယ်လို့တောင်မှမထင်ရပါဘူးရိုးဝရီစောကမွန်ပြည်နယ်ပေါင်မျိုးကတတိမာလေးတယောက်ဖြစ်ပြီး မျိုးရိုးစင်စဲချမ်းသာကျဲဝါလာသူတွေဖြစ်ပါတယ်။ရုပ်ရည်ကလည်းချုံမောသလိုအရာမောင်းကလည်းဇီယားတက်တောင်မှမြန်မာနေပါသေးတယ်။ပညာလည်းတက်တယ်လို့မိဘကလည်းငွေကြေးပြည့်စုံပြီးအရာအလုံးလိုအပ်ချက်မရှိတဲ့မိကလေးကဇီယားရဲ့ဇနီးတော်လေးဖြစ်လာခဲ့ပါတယ်။တကယ်ချင်းမိသွားတဲ့အခါမှာတော့အသက်ရကချားတာတွေကိုလည်းထဲသိမ်းမစင်းစားတော့ပါဘူး။အချက်မှအသက်ရမရှိဘဲမြစ်တာတွေစစ်မှန်နေဖို့လိုအပ်တာကြောင့်ဇေယျနဲ့ယုံမဒီစောတို့က မကြခင်မှာလက်ထက်တော်မှာပါ။ဇီယာကယုံဒီစောတို့ရဲ့အိမ်သစ်တပွဲမှာဇနီးနှောင်းလေးရဲ့ကျဲဝါချမ်းသာမှုကိုလည်းပြသလာခဲ့ပါတယ်။ယုံဒီစောတို့ရဲ့အိမ်ကခန္ဓာလာပနေပြီးအိမ်တွင်းအပြင်စင်တွေကလည်းဟိုတယ်တစ်ခုလိုတောင်မှထင်နေရပါတယ်။ဒီလိုအိမ်တွင်းအပြင်စင်တွေကိုတော့ဇီယာရဲ့အိမ်တွင်းလာစေလုပ်ငန်းကဆင်ပေးထားတာပါ။ ဇီယာရုံးရီဆိုတော့ဆွေမျိုးတွေနဲ့လည်းရင်းနှီးနေပြီဖြစ်ပြီးမိသားတယောက်နဲ့ဆွေမျိုးတော်ရတော်မှာဖြစ်လို့ဝမ်းသာနေကြပါရဲ့ဇီယာကအမြဲတမ်းပြောရွှင်နေတဲ့သူဖြစ်တဲ့ပြေစိတ်ရင်းကောင်းလာကြောင်းဒီလိုမိကလေးနဲ့လက်ထက်တော်မှာကိုပရိသတ်တရားမိုရီတာပွားပေးနေကြပါရဲ့ဇီယာကနှုတ်ပညာလုပ်တွေကိုမလုပ်တော်တဲ့နောက်မှာတော့စီဝါရေးလုပ်ကိုပဲအအောင်ဆိုင်နေပါရဲ့အသက်အရွယ်တခုရောက်လာပြီဖြစ်တဲ့ဇီယာကအတွေ့အကြုံတွေလည်းများနေပြီဖြစ်သလိုအမျှော်မြင်လေးကြီးမာတာကြောင့်ရုံးရီဆိုရဲ့အမိကသဘောတူလိုက်တာဖြစ်ပါရဲ့တမိဖြစ်သူကအသက်ငယ်သေးပေမဲ့လည်းဇီယာလိုနာမည်ပြတ်မရှိပဲလှုပ်ကြိုးစားတဲ့မိသား ားနဲ့သဘောမတူစရာအကြောင်းမရှိလို့မကြခင်မှာလက်ထပ်ပေးတော့မှာပါရိုးရီစွာလေးဇီယလိုနားလည်မှုတွေပေးထားသလိုသူ့လုပ်တွေကိုကူညီပေးတဲ့သူပါ အရင်ကတော့ဇေယျကရေးစားတွေထားဖို့ပေမဲ့မမလေးနဲ့တွေ့မှပဲချစ်စစ်ကိုတွေ့သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်ဇေယျကအစားအစာရပြည့်စုံတဲ့မိန်းကလေးကိုလက်လို့မခံပဲမကြခင်မှာလက်ထက်တော်မှာပါ။အချို့တွေကတော့ဇေယျကိုသမီးရွယ်မိန်းကလေးနဲ့လက်ထက်တော်မှာလာဆိုပြီးဝေဖန်ကြပါတယ်။အသက်ရွယ်ကဒီကမဟုတ်တာကြောင့်ဇေယျကဝေဖန်မှုတွေကိုလည်းဂရုမစိုက်သလိုဝင်မက်တာကြောင့်လက်ထက်တာလည်းမဟုတ်ပါဘူး။ဇေယျကရုံးဝီစော်ကိုချစ်မွားလေးလို့ခေါ်တဲ့အထိတန်ဖိုးထားသူဖြစ်ပြီး brand အိတ်တွေနဲ့လက်ဆောင်ပစ္စည်းတွေကိုလည်းမကြခဏဝေပေးတတ်သူပါ။အရင်ကတော့ဇေယျနဲ့ဝိုင်းစုခံတရားတချင်းတွေမှာတူတူသရုပ် ောင်ခဲ့ပြီးအချက်ဆုံးတင်ငယ်တွေနေဖြစ်ခဲ့ပူကြပါရယ်။ဇီယာနဲ့ဝိုင်းစုခိုင်တဲ့ကိုပြည်သက်တရားသဘောတူပေမဲ့လည်းကဘာပေါ်မှာမြို့သမီးဆိုလို့ဝိုင်းစုခိုင်တဲ့တယောက်ပဲကျွန်တော်ရဲ့တောင်မှတင်ငယ်ချင်းတွေလိုပဲဆိုတဲ့အထိမောင်နှမတွေလိုချစ်ခင်ကြတာပါ။အခုတော့လူပြောကြီးဇီယာကအသက်40ပတ်ဝန်းကျင်ရောက်မှချစ်စစ်ကိုတွေ့ပြီးလက်ထက်တော်မှဖြစ်ပါရယ်။ ဇီယားနဲ့တက်သွားတဲ့ရုံးရီစော်တို့နှစ်ယောက်ကတကယ်ရောလိုက်ဖက်ရလားဆိုတာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ချစ်ချွတ်အပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနှုပညာရှင်တွေရဲ့အသင်းတူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောအားလုံးနဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပေးနှဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။